ထိလိုက်တာမှဗျာတစ်ချက်တည်းမဟုတ်ဘူးနှစ်ချက်ပထမတစ်ချက်ထိတာကဖွဲ့စည်းပုံအခြေခံဥပဒေအခြေခံမူများပုံမှ6စလုံးမှာနိုင်ငံတော်၏အမျိုးသားနိုင်ငံရေးဥဆောင်မှုအခန်းကဏ္ဍတွင်တက်မတော်ကပါဝန်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက်ဦးတည်ပြီးဆိုတာနဲ့တထက်သေးကြီးဖြစ်တယ်စဉ်းစားကြည့်လက်နဲ့အာကိုပြီးတော့ဖွဲ့စည်းပုံထဲမှာ တမတော်ကအစင်တစိုက်ပါမယ်ဆိုတော့တမတော်ကဝင်ရောက်စိုးမိုးလို့တဲ့သဘောဖြစ်နေတယ်ဒါကတစ်ချက်ဒုတိယတစ်ချက်နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကိုလက်နဲ့ကင်ထားရင်းနဲ့ထုတ်ပြန်တာဗျာဥပဒေထဲမှာပုံမှလေးပါတီတီထောင်လို့သူများသည်အောက်ပါအချက်များနဲ့ကိုက်ညီရမည်ဆိုပြီးတော့ကကြီး နိုင်ငံဝန်ထမ်းမဟုတ်ချင်းလို့အတေလေးဖော်ပြထားတယ်ဒါပေမဲ့ဝင်ရောက်ဆိုးမှုခြင်းနဲ့စိတ်ကများနေတော့လက်ရှိနိုင်ငံဝန်ထမ်းနေရတယ်ဝင်ကြီးချုပ်နဲ့ဝင်ကြီးအပေါင်းပါတစုကိုအတင်းရောအတ္တမရောဥပဒေချိုးဖောက်ပြီးပါတီထောင်ခိုင်းတယ်ဘသူလဲတက်ချုပ်ကြီးဒါကြောင့်ဒုတိယတစ်ချက်အနေနဲ့လဲတက်ချုပ်ကြီးကိုထိပြန်ရောပြုကဲရဲချုပ်ကြီး ရဲချုပ်ကြီးရည်ညွှန်းနေတာကဓမြအဖွဲ့ကိုရည်ညွှန်းရမယ်အစတက်ချုပ်ကြီးစီကိုပဲလှဲ့လှဲ့လားနေပြီကြည့်နော်တခါတဲ့တယ်ကြီးနှက်လိုက်ပြန်တယ်ပါတယ်လေအဖက်သမားတွေကိုဆိုတော့တက်ချုပ်ကြီးခမ22နှစ်တာလုံးဘာတွေလှုပ်ထားလဲပြန်ကြည့်ပြန်ကြည့်ပါ22နှစ်တာလုံးเนาะ22နှစ် နိုင်ငံသူနိုင်ငံသားဝန်ထမ်းအလုံးကိုမလောက်မငှလစာပေးပြီးဇာရိတတွေကိုဖျက်မြေချောင်းအင်းအိုင်ရေတယံဇာရတွေဖျက်တစ်တော်တွေမိဘဘိုးဘွားအစင်စစ်နေထိုင်လုပ်ကင်စားတောက်ခဲ့တဲ့အိမ်ယာတွေလေယာကိုင်းကျွန်းတွေကို အတင်းရွှေ့ပြောင်းဖြစ်တယ်လွတ်လပ်ရေးကိုအတူလက်တွဲယူခဲ့ကြတယ် ပြည်သူနဲ့တပ်မတော်နဲ့ချစ်ခင်စီလုံးကဲမှုကိုဖျက်တယ်နိုင်ငံသူနိုင်ငံသားအချင်းချင်းချစ်ခင်စီလုံးညှဉ်းညွတ်မှုကိုဖျက်တာပဲဟောမိမိပေးတဲ့ကတိကိုဖျက်တယ်ကြောင်ကောင်းတဲ့နေရာတွေမှာတက္ကသိုလ်တွေဆောက်ပေးပြီးအနာဂတ်ခေါင်းဆောင်တွေဖြစ်လာမယ်ကျောင်းသူကျောင်းသားတွေကိုဖျက်တယ်ဗျာအဆိုးဆုံးကတော့ပြည်သူကိုရန်သူလိုသဘောထားပြီးစိတ်သက်စစ်စီရေးနီလန်းအတွေ့အကြုံသုံးပြီးစိတ်ဓာတ်တွေကိုဖျက်ဆီးပစ်တယ် ါကြောင့်ဟုတ်တယ်ဟုတ်တယ်ရဲချုပ်ကြီးရဲချုပ်ကြီးပြောတာတွေသိဟုတ်တယ်ဗျာကောညံကုံမြို့နယ်တရလူတော်မှာတိုက်သွားတဲ့ဓမြတွေကဓမြတိုက် ပြည်စည်ယူလူသက်ထွက်ပြေးကြတာအခုရဲချုပ်ကြီးတို့ကအတင်းရောအရမရောနေမှာညမှာဖော်ထုတ်ကြတော့ဖမ်းမိတော့တာပေါ့ဒါပေမဲ့တက်ချုပ်ကြီးခေါင်းဆောင်တဲ့ဓမြအဖွဲ့ကတော့ရဲချုပ်ကြီးပြောတဲ့သတင်းစာခေါင်းစည်းလို့ လက်နဲ့အာကိုတာလဲမှန်တယ်ဝင်ရောက်စိုးမိုးလိုတဲ့ဆိုတဲ့စကားကလည်းဟုတ်တယ်အဲအဖြစ်သမားဆိုတဲ့ဝိသေသကလည်းမြင့်မြတ်လှတဲ့အပြင်သူတို့ကြတော့ဓမြတိုက်ပြီးထွက်မပြေးတဲ့အပြင်ကျွန်တော်တို့အရင်ကတင်ပြခဲ့တယ်လို့ယူအားမစရဲချပြီးငွေထိုးချစားနေတာအဲ့ဒီ၂၂နှစ်တာဓမြတိုက်ငွေထိုးချစားနေတဲ့ဓမြမှုကြီးကိုလည်း ရဲချုပ်ကြီးကိုကျွန်တော်တို့ကတရားဝင်တိုင်ကြားပါတယ်စုံစမ်းစစ်ဆေးဖော်ထုတ်ဖန်စီပေးပါအောင်လို့ရဲချုပ်ကြီးသတင်းစာရှင်းလင်းပွဲမှာထည့်သွင်းပြောကြားသွားတဲ့စကားရက်လေးတွေဟာလဲကျွန်တော်တို့ဓမြတိုက်ခံနေရတဲ့နိုင်ငံသူနိုင်ငံသားတွေအတွက်မှတ်သားစရာလေးတွေပါပဲဗျာကျေးဇူးတင်ပါတယ်ဒါကြောင့်ရဲချုပ်ကြီးပြောတဲ့မှတ်သားစရာလေးတွေကိုကျွန်တော်ကတစ်ဆင့်ဖောက်တည်ချလိုက်ချင်ပါသေးတယ် ဒီကိစ္စကတော့ရဲချုပ်ကြီးရဲ့ပြောတဲ့เนาะစကားကိုသတင်းစာကောင်းစီးပြည်သူများမလိုလားဆိုတာနဲ့လဲတထက်ထဲကြနေတာပေါ့မလိုတဲ့ရဲချုပ်ကြီးပြောတာဒီနေရာမှာဂျားဖြတ်ပြောလို့တာကဒီကူချေးရွာသားတွေရဲ့စီလုံးညညွတ်မှုကအထုလေးစားစရာကောင်းနေဆိုတဲ့အချက်ပါပဲသူတို့ဘပစ္စည်းကိုအနိုင်ထက်လူယူနေတဲ့လက်နက်ကင်ဓမြတွေကိုညညွတ်မှုသည်အင်အားဆိုတဲ့ဆောင်းမုံအတိုင်းရက်သူရွာသားတွေရဲ့အသိစိတ်ရဲ့အပြည့်နဲ့ ရဲရဲဝုံဝုံပြုတ်မှုဆောင်ရွက်ခဲ့ကြတာဟာအတူယူစရာဖြစ်ရတဲ့ခုလို့ပြောပြရမှာဖြစ်ပါတယ်။နောက်တည်နေရာမှာတော့ရဲရုပ်ကြီးကဒီလိုနှိုးစော်ထားပြန်တယ်။ဒီလိုလောက်ရကကျွန်တော်တို့မြန်မာနိုင်ငံတဝမ်းလုံးမှာအနိုင်ထက်လက်နဲ့အာကိုဝင်ရောက်ဆွတ်မှုလို့တဲ့အဖြစ်အမှားတွေကိုအကြမ်းဖက်မှုမလိုလား။တည်ငိမ်အေးချမ်းမှုကို လိုလားတဲ့ဒေသခံပြည်သူတွေကခေါင်းငုံမခံဘူးဆိုတဲ့အချက်ကိုမိမောင်းထိုးပြလိုက်ခြင်းပဲဖြစ်ပါတယ်။ ဂျေဇူးဂျေဇူးအများကြီးတင်ပါတယ်ဒီလိုနှိုးဆော်ပေးတဲ့အတွေ့ဂျေဇူးတွေအများကြီးတင်ပါတယ်ရဲချုပ်ကြီးခမညာဟုတ်တယ်လေမြန်မာနိုင်ငံတဝမ်းလုံးမှာအနိုင်အထက်လက်နဲ့အာကိုဝင်ရောက်စိုးမိုးလိုတဲ့သူမှန်သမျှဓမြရိုးရိုးမှမဟုတ်ဘူးဗျဓမြဆန်းဆန်းတွေဆိုလဲဘယ်လိုလုပ်ပြီးတော့ပြည်သူတွေကခေါင်းငုံခန်းနေလို့သိမလဲခေါင်းငုံသာခန်းနေလို့ကတော့ 在米阿个飞机票、哎呀，穷逼，啊，所啊，铁都的没包遍啊！哈哈哈哈。